ကျွန်တော်ဒီနေ့ပြောပြသွားမယ့်အကြောင်းအရာကတော့အခုလာမယ့်အောက်တိုဘာလ17ရက်နေ့တင်းကရီနေ့2025ခုနှစ်ကက်တီတာလနာရောရဲ့ပြက်ကတင်မှာကထက်ဆနက်ရှင်းကျင်မြောက်ဒါမန်တင်းကရီနေ့မှာဖတ်ဆိုရတဲ့ကျမ်းစာတွေကိုအနေငယ်ထောက်ဆိုသွားပေးမှာဖြစ်ပါတယ်ဧဝံဂေလိကျမ်းစာမှာကျွန်တော်တို့ဖတ်ဆိုရတဲ့အကြောင်းကတော့နူနာတဲ့เนาะခန္ဓာကိုယ်တစ်ခုလုံးအနာပေါက်တဲ့လူတစ်ခီဆိုလာတာကိုတွေ့တဲ့အချိန်မှာဗာပြောကြတယ်လဲဆိုရင် ဆရာသခင်ယေရှုကျွန်ုပ်တို့ကိုတနာတော်မူပါဟုကျေလောင်တော်အတန်ဖြစ်ကြွေးကြကြတယ်တောင်းလျှောက်ကြတယ်ကိုယ်တို့ထို့တို့ကိုမြင်တော်အခါတင်းတို့တော်ကြ၍တင်းတို့ကိုကိုယဟန်တော်အားပြကြလို့အဲ့လိုနဲ့သူတို့ကလည်းတော်ပြီးတော့ယဟန်တွေကိုတော်ပြတဲ့အချိန်မှာသူတို့ရဲ့အနာကချက်ချင်းပြောက်ကင်းသွားတယ်ဒါပေမဲ့အဲ့ဒီထဲမှာတယောက်တို့သူကယေရှုတည်တာပြီးတော့ပြန်လာပြီးတော့သခင်ယေရှုရဲ့ရှေ့ပေါက်မှာတူးထောက်ပြီးတော့ယေရှုတင်ပါတယ်နော် ဂျေဆုတင်တယ်တဲ့။ဤတူတီကစာမရီတန်လူမျိုးဖြစ်သည်။ဒီကျမ်းစာရီထဲမှာကျွန်တော်တို့တေခါစာယူထားရမယ့်အရာတွေကပါလေ။ဒီနေ့တခင်ယေရှုဟောလာပြီးတော့ဂျေဆုလာတင်တဲ့ပုဂ္ဂိုလ်တယောက်လို့ပဲ။ကျွန်တော်အားလုံးကိုတခင်ယေရှုကိုဘလခါဂျေဆုတင်တယ်။ကျွန်တော်ဘဝမှာလည်းအမြဲတမ်းတော့တခင်ယေရှုရှင်မှာလိုအပ်တာဟုတ်တယ်များဆူရီတောင်း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 ပြီးတော့နောက်ဆုံးကြတော့ရလာတဲ့အချိန်မှာကျွန်တော်တို့မိတ်သားကြတယ် ဒီနေရာမှာအမေရိကန်မှာဖြစ်ဖြစ်နိုင်ငံခြားတွေမှာရောက်နေတဲ့ယုံကြည်သူဘယ်သူမဆိုကက်သလစ်ခရစ်ယာန်တွေပြောပြောတင်းကွဲခရစ်ယာန်တွေပြောပြောဘယ်ခရစ်ယာန်မဆိုကျွန်တော်ပြောချင်တယ်ဒီတော့ရီမလေးရှားမှာနေတုန်းကတော့ဗာလဲ ဒီတော့မလေးရှားမှာနေတော့ကတော့ဘယ်လိုလဲဆိုရင်တော့ဘုရားကြီးကျွန်တော်အမေရိကန်နိုင်ငံကိုရောက်စေပါ။အော်ဘုရားကြီးအမေရိကန်ကိုရောက်စေပါ။အဲ့ဒါဆိုရင်ကျွန်တော်ဘုရားတော်အသက်ရှင်မယ်၊လှုပ်ရှားမယ်၊ဘာဝမဲ့ဆက်ကမယ်။အော်ဆူတောင်းတလားမမင်းနဲ့နေတိုင်းဆူတောင်းတာ၊မြဲဆူတောင်းတယ်။အော်ကျွန်တော်ကိုဩစတြေးလျပို့ပါ၊ကျွန်တော်ကိုနော်ဝေးနိုင်ငံပို့ပါ၊ကျွန်တော်ကိုဒီနိုင်ငံပို့ပါ၊ဟိုနိုင်ငံကိုပို့ပါ။ဆူတောင်းတယ်ဆူတောင်းတယ်တော့ဒုက္ခတဲ့စကားမှာထိုင်းမှာဖြစ်ဖြစ်မလေးရှားမှာဖြစ်ဖြစ်အိန္ဒိယမှာဖြစ်ဖြစ်ရောက်နေတဲ့အချိန်မှာဆူတောင်းဆူတောင်း မိတ်ဆွေတို့အားလုံးမဆိုလို့ဘူးနော်ဒါပေမဲ့တတိလေးတို့ပြီးချင်တယ်ပါလေတချို့လူတွေကဖရာယေစုဂျေစုတို့ကြောင့်နိုင်ငံခြားမှာရောက်လာတယ်ဒါနိုင်ငံကြီးတွေမှာရောက်လာတယ်ဩစတြေးလျတို့နော်ဝေးတို့အမေရိကန်နိုင်ငံတို့ပါတော့ရောက်လာတဲ့အချိန်မှာဒီလူတွေကဘယ်လိုဖြစ်သွားတယ်တပတ်မှာဖရာကြောင့်တခါတက်ဖို့တော့မစူးစမ်းကြတော့ဘူးနော်အလုံးမှာပဲပြီးစီနေတယ်လို့လို့လူမှုရေးပဲလုပ်နေတယ်လို့လို့ဖရာကြောင့်လည်းမလာတော့ဘူးဖရာကိုဂျေစုတင်ပါဂျေစုတင်ပါတယ်ဆိုတဲ့အရာကလည်းမရှိတော့ဘူး အလုံးရဲ့ကြေးကျွန်းနေဖြစ်လာတယ်နော်ဘုရားအတွက်အချင်းတနာရီနှစ်နာရီလေးပြေးဖို့တောင်မှအရန်နယ်ပေါ်တော်ပြီ mix ပြီးတော့တရီထားပါတရားကအင်မတမတရီထားစရာဖြစ်တယ် mix ပြီးတော့နော်အားလုံးကိုမစိုးတော့ဘူးနော်အဲ့လိုမျိုးအရန်ပိုးရို့တော်တယ် mix ပြီးတော့ကိုဆူတောင်းခဲ့တဲ့အရာတော့မနေလောက်ဒီလိုရလာပြီးတဲ့ဆူတောင်းမြတ်တာဘုရားကနားထောင်တခင်ဆိုအနားထောင်ပြီးတော့ရလာတဲ့အခွင့်အရေးတစ်ခုကိုအလွဲတုံးစာလုပ်တဲ့အဖြစ်အပျက်မျိုး မလုပ်ကြပါနဲ့ဒါရကပါလေဒီတို့ရဲ့ဝိညာဉ်ရဲ့တော်လည်းမကောင်းဘူးဒီတို့ရဲ့အနာဂတ်အတော်လည်းမကောင်းဘူးဒါဒီတို့ရဲ့ဒါရမီရဲ့အတော်လည်းမကောင်းဘူးဒီတို့ရဲ့ဝိညာဉ်ရဲ့အတော်လည်းမကောင်းဘူးဆိုတာကိုသတိထားစေချင်တယ်အဲကြောင့်ဒီနေ့ရှင်လူကာခန်းကြီးခေါင်းနဲ့အခန်းကြီး၁၆ခန်းအခန်းငယ်၁၁ကနေ၁၆ထဲမှာကျွန်တော်ဖတ်ရတဲ့နူနာတဲ့ဆယ်ဦးတကယ်ဆိုတာတဆင်စီပြီးတော့အဖြစ်ကိုသူတို့ရဲ့အနာကိုပျောက်ကင်းစေပြီးတော့လူနာတူကပဲကြားမှာပြီးတဲ့နောက်မှာနော် လာပြီးတော့တခင်ဂျေဆုတင်နေဂျေဆုတင်နေဆိုပြီးတော့လာပြောတဲ့ပုဂ္ဂိုလ်ကိုကျွန်တော်တွေ့ရတဲ့တော့ကြောင့်သူ့လိုပဲကျွန်တော်မီးတူးမဆိုးဘုရားတခင်ပေးတဲ့ဆုဂျေဆုလိုရတော့ဂျေဆုတင်တတ်တဲ့လူတွေဖြစ်ကြသောဆိုပြီးတော့ဤဩဝါဒလေးနဲ့အားပေးစကားပြောချင်ပါတယ်အားလုံးကိုဂျေဆုတင်ပါတယ် God bless you